လာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် စစ်တပ်ကလာမဲ့ဒဇင်ပါမှာပြုတ်လုံမဲ့ရွေးကောက်ပွဲဟာတော်တော်အားကောင်းတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့စစ်ကောင်ဆောင်ဘူချုံမူကြီးမင်းအောင်လိုက်ကအမွန်တင်ပြောဆိုပါတယ်။နေပြည်တော်မြန်မာအပြည်ပြည်ဆိုင်ရာကော်ပိုရှင်းဗဟိုဌာနတဲ့ MICC1 မှာဒီကနေ့အောက်တိုဘာလ15ရက်နေ့ကပြုတ်လုံတဲ့တနိုင်ငယ်လုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရဲသဘောတူစာချုပ် SCA စင်နစ်ပြစ်နှစ်ပတ်လည်နဲ့အခမ်းအနားမှာမင်းအောင်လိုက်ကအဲ့ဒီလိုပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲမှာသုံးမဲ့မေပေးဆက်ကမတမာမုံမလုံးနိုင်ချောင်းနဲ့ရွေးကောက်ပွဲဟာလောလက်ပြီးမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့လည်းသူကပြောပါရယ်။ဒါအပြင်ရွေးကောက်ပွဲကို၃ချိန်ပြုလုပ်တော့မှဖြစ်ပြီးပထမတစ်ချိန်မှာ၁00မျိုးနဲ့ဒုတိယတစ်ချိန်မှာမျိုးနဲ့တရာကျဲတဲ့မျိုးနဲ့တွေကိုတော့တတိယအချိန်အနေနဲ့လုံမဲလို့သူကပြောပါရယ်။တကယ်လို့ရွေးကောက်ပွဲလုပ်ဖို့ထပ်ပြီးကြံသေးတဲ့မျိုးနွယ်တွေရှိသေးတယ်ဆိုရင်တော့ လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ပြီးဂျားဖြတ်ရွေးကောက်ပွဲပြုလုပ်ပေးပါလိမ့်မယ်လို့သူကဆက်ပြောပါတယ်။အာနာသိန်းစစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညညရဲ့အစိုးရအန်ယူဂျီနဲ့တော်လျင်းအင်အားစုတွေကထုတ်ပြန်ထားပါရဲ့ရှင်။ မကွေးတိုင်းပွင့်ဖြူမြို့နယ်ကပြူစောထီတွေထိန်းချုပ်တဲ့ဆင်လူရော်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကဒေသခံတွေကိုရော်ပြင်ထွက်ခွင့်မပေးဘဲတအိမ်တယောက်လူအင်အားအာဓမစုဆောင်ပြီးအော်တိုဘားလ၁၄ရက်နေ့မှာလက်နက်တပ်ဆင်ပေးလိုက်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ ်ပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလဲပိုင်းမှာရှိတဲ့စေတော်ဂိတ်စခန်းကို တော်လရဲတပ်တွေကအော်တိုဘားလ၄ရက်နေ့မှာတင်ပိုက်ပြီးတဲ့နောက်ဆင်လူရွာကဒေတာခန်တွေကိုတအိမ်တယောက်လူသစ်စုဆောင်းပြီးတော့လက်နက်တက်ဆင်ပေးလိုက်တာလို့ဆိုပါတယ်စင်လူရော်မှာပြူစောထီတွေကရော်ပြင်ထွက်ခွန်းတွေပိတ်ထားပြီးကြော်ထင်မှာရှိတဲ့ဖုန်းတွေကိုအကုန်သိမ်းထားပြီးတော့ဒေတာခန့်80လောက်ကိုလည်းနဲ့တက်ဆင်ပေးထားတယ်လို့ဒေတာခန့်တယောက်ကအတီဘူဘီကိုပြောပါတယ် ပြူစောတိခေါင်းဆောင်တွေဟာစင်လူရော့ကဒေတာခန်တွေကိုစတင်ဘာလဆန်ပိုင်းကစပြီးပြပထွက်ခွင့်ပေးလိုက်ကအော်တိုဘာလအထင်းမှာပဲဖုံးတွေတင်လိုက်တာလို့ဆိုပါတယ်စင်လူရော့မှာပြူစောတဲ့အင်အားတရာရောရှိတဲ့အပြင်စစ်ကောင်စီတပ်တွေပါအထိုင်ချပြီးဝင်းဖြူစစ်တုတ်တရားနဲ့ဆလင်းမျိုးတွေကိုစစ်ကြောင်းထုံမင်းရှို့တာနဲ့အရက်သားတွေကိုဖမ်းဆီးတက်ဖြတ်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါရှင် ်မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်စကိုင်းတိုင်းတမူးခရိုင်တမူးမြို့ကအရက်သားပြည်သူတွေဟာမြို့ရင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ရင်ဘေးကင်းလုံခြုံမှုအတွက်ရည်ရပြီးနေမြေချင်းထိစပ်နေတဲ့အိန္ဒိယနိုင်ငံမနီပူရနယ်မိုးလီမြို့နယ်ဘက်ကကြေးရွာတွေမှာယာယီခိုလုံနေကြတာတွေရှိပါတယ်။အဲ့လိုတမူးမျိုးကပြည်သူတွေခိုလုံနေတဲ့မိုးလီမြို့နယ်တွေကအိမ်မမှန်ကြေးရွာပါဝင်ရွာတချို့ကိုအာနာတိန်စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတစ်ခုဟာ လက်နက်အပြည့်စုံနဲ့အော်တိုဘာ12ရက်နေ့ကနေကြားဖြတ်ကျော်ဝင်ရောက်လာတာရှိတာကြောင့်ဆစ်ဆောင်ပြည်သူတွေမှာစိုးရိမ်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကမှကြောက်လို့ဆစ်ဆောင်တွေအခုလိုမြန်မာစစ်တပ်တွေဝင်လာတဲ့ခါကျတော့ဘလို့နေလို့နေရမှန်းမသိမြန်မာစစ်တပ်ကအိန္ဒိယတဲ့ထိဝင်လာတယ်ဆိုတော့ကျမတို့မှာပြည်စရာမြေလည်းမရှိတော့နေစရာလည်းမရှိတော့ခလေးတွေအတွက်လည်းလုံခြုံမှုမရှိတော့မိုးလေးမြို့နယ်ကိုဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းမှာအင်အား30ဝန်းကျင်ရှိပြီးတမူးစစ်ဘေးရှောင်တွေကလူငယ်၄ယောက်ကို လမ်းပြခေါ်ဆောင်သွားတာရှိခဲ့ပါတယ်။လက်ရှိအဲ့ဒီခေါ်ဆောင်ခံရသူတွေနေရက်ကို ပြန်လာပြီလို့သိရပါတယ်။စစ်ကော်မရှင်တပ်တွေအိန္ဒိယနိုင်ငံပိုင်နယ်တက်ကမြန်မာစစ်ပေးရှောင်စခန်းနေဘက်ကိုဝင်ရောက်လာတာနဲ့ပတ်သက်ပြီးစစ်ပေးရှောင်တွေကလူလားမှုမရှိဘူးလို့ဆိုကြပါတယ်။ ဒီဘက်အိန္ဒိယနယ်မှာနေရတယ်ဆိုလုံခြုံတယ်ဆိုပြီးတော့နေတာခုကအောက်ကနေပြည်စော်ဒီနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့တက်လာတယ်ဆိုတော့ကျွန်တော်တို့ကမလုံခြုံလို့ခံစားရတယ်အကုန်လုံးစိုးရင်ကြတယ်ကြောက်ကြတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကမတက်စေချင်ဘူး2021ခုနှစ်စစ်တပ်ကအာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ပြည်သူခုခံတွန်းလှန်စစ်ပွဲတွေကြောင့်မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသတွေမှာစစ်ရေးပိခတွေဖြစ်ပွားနေပါတယ်အဲ့ဒါကြောင့်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းမှာနေထိုင်ကြတဲ့တောင်းနဲ့ချီတဲ့ပြည်သူလူထုတွေဟာ ိန္ဒိယနိုင်ငံပိုင်နက်ထဲမှာယာယီခိုလုံနေကြတာပါလက်ရှိတမူးမျိုးကိုစစ်ကော်မရှင်တပ်ကထိ ंछ ုပ်ထားစေဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါဂရင်းနီပြည်နယ်ကလွယ်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ် ဘော်လခဲမြို့နယ်နဲ့ဂရနီရှမ်းနယ်ဆက်ဖဲခုံမြို့နယ်ဘက်တီမှာစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဒေါ်လာရေးပူးပေါင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့ဂရနီမျိုးသားကာကွယ်ရေးတပ် KNDF ဘက်ကအော်တိုဘာလ17ရက်နေ့မှာသတင်းထုတ်ပြန်ထားတာပါအော်တိုဘာလ6ရက်နေ့တရက်ထဲမှာပဲခရနီပြည်နယ်ကနေရ3ခုမှာတော်လိုင်းရင်တက်တည်နဲ့စစ်ကော်မရှင်တက်တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးလွိုက်ကော်မျိုးနယ်တဲကလင်ဖုံးကြီးကျွရမှာလဲအင်အား60ကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တက်တည်နဲ့ တော်လိုင်းတပ်ပေါင်းစုတို့နှစ်ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်သား10ယောက်ကျော်သေဆုံးပြီးလက်နက်လေးလက်နဲ့ခရမ်းမီးကြောက်တွေရခဲ့တယ်လို့ KNDF ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စစ်ကော်မရှင်ဘက်ကတော့ခရီနီပြည်နယ်တဲကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိသလိုအခုနောက်ပိုင်းထိုးစစ်တင်မှာစစ်မှုထမ်းနဲ့ပါလာတဲ့သူတွေများတဲ့အတွက်ရှေ့တန်းတွေမှာထွက်ပြေးတဲ့သူတွေများတယ်လို့ဒီမော့ဆိုစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သားတယောက်ကပြောပါတယ်။ဒဏ်ရာရသွားတဲ့လူတွေကြတော့ကျွန်တော်တို့မိနစ်40လောက်ကြာရင်ကျွန်တော်တို့ တို့ကောင်းမလားမချင်းကျွန်တော်ပတ္တိစီပေးတာတို့ဟိုလုပ်ပြီးအနတ်တာဟိုပတ္တိစီပြီးအဲ့ဒါထိန်တာပြီးအဲ့ဒီကျွန်တော်တရနေ့က view ကကားလာလို့ရှိရင် view ကကားပေါ်တင်ပေးရတယ်ကျွန်တော်တို့အလုပ်ကတော့ဒီလောက်ပဲဗျာ movie မှာကြတော့ဒီကျွန်တော်ရဲဘော်တွေကိုမြုပ်ထားတာဒီလမ်းလေးတွေမြုပ်ထားတာကြတာရဲဘော်တွေကြတော့ဒီစက်တင်ပြီးဗျာကျွန်တော်တို့ဒီ view ကမှာမြုပ်တယ်ဗျာ view ကလာခေါ်ပြီးမြုပ်တယ် အင်းကိုအင်းကိုဆက်သွယ်ပြီးမှလည်းသူပြောရတယ်ပြောရှုပ်ကြရတယ်ဆက်သွယ်ဘယ်နည်းများရလဲရှိတယ်ပြအကြဝါလူကြီးကမိသားစုဒါကတော့ Greeny Shan တောင်နယ်ဆက်ဖေခုံမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေကမြောက်စလုံးကျွရကိုမီးရှို့နေတာပါရွာကန်တွေကတော့မနစ်သေးကကဲဆဲရေးသမားတွေကဲထုတ်ပြီးသားမှုကျွရအများစုကတော့လူတွေမနေကြတော့ပါဘူးနေအိမ်တွေမီးရှို့ခံရတဲ့အပြင်လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာအရတားပြစ်မှတ်တွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတာပါ ဲ့ဒါဖေကိုနောက်ဆန်းချန်ပြောမှာပေါ့အဲဖေကိုနဲ့လက်တိန်ကြားပေါ့အကရွာတွေပေါ့သူတို့စစ်ကြောင်းထိုးမှလေကျွန်တော်ဟိုးစာပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုတစ်ခါသထုတ်သေးတယ်ဟောအဲ့ဒါအကုန်မဲကျွန်တော်တို့ထုတ်လာတော့ကုန်ပြီထုတ်လာတော့အချိန်တော့အခုတော့သူတို့ရောက်နေတာပေါ့ ဒီဇင်ဘာလမှာလုံမဲ့ကြွေးကောက်ပွဲအတွက်ပြီးခဲ့တဲ့ဩဂုတ်လတည်းကခရီးနီပြည်နယ်တဲကိုစစ်ကော်မရှင်ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးဒီမော့ဆူဖရူဆိုဘောလခဲကားလမ်းမကြီးတဝိုက်မှာလည်းစစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခရီးမသွားကြဖို့နဲ့စစ်ရေးအသည့်နဲ့လုံခြုံရေးတတိရှိကြဖို့အတွက်ခရီးနီအမျိုးသားကာကွယ်ရေးတပ်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ သွင်းကုန်ပစ္စည်းတင်သွင်းမှုအပေါ်လိုင်စင်ကန့်သန့်ထားတာကြောင့်ပြည်တွင်းကုန်ပစ္စည်းလက်လီလက်ကားဈေးကွက်မှာထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းပြက်လက်မှုတွေနဲ့ကြုံတွေ့နေရခြင်း ထိုင်းအခြေဆိုင်မက်ခရိုကုန်တိုင်းကိုရန်ကုန်မြို့ခွဲချက်မှာဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။ထိုင်းအခြေဆိုင် Siren Micro Public Company Limited ကဒုတိယမြောက်ဆိုင်ခွဲအဖြစ်လာရောက်ဖွင့်လှစ်တဲ့မက်ခရိုကုန်တိုင်းဖွင့်ပွဲမှာလက်လီဝေယူသူတွေအပြင်မြို့နယ်ရပ်ကွက်အတွင်းရှိကုန်စုံဆိုင်တွေကအစလာရောက်ဝေယူကြတာဖြစ်ပါတယ်။ကျင်းပြတိုင်းမြို့နယ်ကနေခွေးချက်မက်ခရိုဆိုင်ဖွင့်ပွဲမှာလာရောက်ဝင်ယူသူကုံစုံဆိုင်ပိုင်ရှင်တယောက်ကတော့ထိုင်းပစ္စည်းတွေဈေးကွက်ထင်မှဝင်လို့မရဖြစ်နေချိန်မှာအခုလိုကုန်တိုင်းဖွင့်တဲ့အတွက် ်ဈေးကွက်အထင်းမှာထိုင်းကုန်ပစ္စည်းတွေပြန်လည်ပန်းနိုင်ပေမဲ့ဈေးကတော့ကုမ္ပဏီဓာတ်ရိုက်ဈေးထက်နည်းနည်းများတယ်လို့ဆိုပါတယ်။ပြည်ပကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုစစ်တပ်ကအမိန့်ထုတ်ပြီးတော့ကန့်သက်လိုက်တာကြောင့်ဈေးကွက်အထင်းမှာထိုင်းအပါအဝင်ပြည်ပထုတ်ကုန်ပစ္စည်းတွေရှာပါနေတာဖြစ်ပါတယ်ရှင်။ မာရာဂက်စတာမှာဂျန်စီဆန္ဒပြပွဲတွေကြောင့်သမ္မတနိုင်ငံတွေကထွက်ပြေးတော့ခဲ့တယ်လို့လွှတ်တော်မှလည်းတရားဝင်ဆွဆွဲပြစ်တင်ပြီးဖြုတ်ချခဲ့အပြီးမှာစစ်တပ်ကတာဝန်ယူတော့မှဖြစ်တယ်လို့ပုံကံမှုကိုဦးဆောင်ခဲ့တဲ့အထူးတပ်ဖွဲ့တမူဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယာနီနာကအတည်ပြုပါတယ်ရွေးကောက်ပွဲလှုပ်ပေးမှာလားလို့သတင်းထောက်တွေကမေးမြန်းခဲ့ရမှာတော့အစောဆုံး၈၈လနောက်အကြဆုံး၂၄လပဲလို့အာနာသိန်းဘုံမူကြီးကပြောပါရည် ဂျန်စီစန္ဒာပြသူတွေကအာနာသိမ့်လိုက်ပြီးလို့ဘုံဘုံကြီးရန်ဒရီယာနီဝီနာကနိုင်ငံပိုင်ရေဒီယိုကနေကြေညာခဲ့ပြီးအောက်လွတ်တော်ကလွေလို့မေတိုင်းအလုံးရက်ဆိုင်ထားကြောင်းကြေညာလိုက်ပါတယ်။အထက်လွတ်တော်ဖွဲ့စည်းပုံးဆိုင်ရာခုံရုံးရွေးကောက်ပွဲကော်မရှင်ဟိုက်ကုတ်တရားရုံးလူအခွင့်ရေးကောင်စီတို့ကိုရက်ဆိုင်လိုက်တာဖြစ်ပါတယ်။တဖက်မှာတော့ပြည်ပတင်းချောင်တော်ပြီလို့ယူဆရတဲ့သမ္မတကအောက်လွတ်တော်ကိုအမိတ်ဒီဂရီနဲ့ဖြတ်သိမ်းဖို့စူးစမ်းခဲ့ပါတယ်။ တဖက်မှာလည်းလွတ်တော်အမဲတွေက သမရကိုဆွဆွဲပြစ်တင်ပြီးဖြုတ်ချခဲ့တာကြောင့်နိုင်ငံရေးလက်ခဲတေးလေးဖြစ်နေချိန်မှာစစ်တပ်ကအာဏာသိမ်းလိုက်တာဖြစ်ပါရဲ့ရှင်။ဒီဘီရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခေကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကကေခိုင်ပါ